ြားပွဲရရှိရတဲ့အတွက်ဘာလို့ grand join လာလဲပေါ့အဓိကအဲ့အရာတွေနဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ပြောကြပါဆဆလုံချင်းတော့ရောပို့ပို့အဲ့တော့အသက်ကကြတော့19ပဲရှိတယ်ဆိုတော့သူတို့ကဒီ miss တေမော်ရီအကြောင်းကိုသိပြီးတော့လည်းနားမလဲနားမလဲခါကျတော့ sporting သိမ့်မပေးဘူးเนาะဒီရောက်လို့လို့ရှင်နင်တို့အလိုမျိုးပျက်စီးမဲ့ဘာညာပေါ့အပိလွယ်အင်းတို့အစော်ကြီးဆုံးပါတယ်ဘယ်တော့လောက်ကလဲဆိုလွန်ခဲ့တဲ့3နှစ်လောက်ကဆုံးပါတာပါမြည်စီချင်တာပေါ့ဒီလိုချင်းမှသူရှိနေရဆိုလို့ရှင်ပေါ့เนาะအနောက်ကနေလို့တစ်ခေါက်ခေါက်လိုက်ပြီး အခုကတော့ပို grand trainer ပါတယ်ဒီမေလာ30ရက်နေ့မှာပွဲကစပါပြီရှင်လောလောဆယ်ကတော့ဒီပွဲပြိုင်တဲ့အချိန်မှာအရန်စိတ်ကိုပြင်ဆင်ထားရတယ်ပေါ့နော်ဘာလို့ဆိုတော့ grand အရှိမလဲဒီလိုနည်းနည်းအများကြီး kiss လေးဖြစ်ထားတာဆိုတော့အဲဒီခုလာမယ့်နောက်ပိုင်းမယ့်အများကြီးထိတာဆိုတော့ဘိုးတို့အများကြီးပြင်ဆင်ထားရပါတယ်စိတ်တရောတောင်းတဆိုတော့ comment နေရာမဖတ်ဘူးဆိုရင်ဒီတစ်ခါကျလို့ရှိရင်မြင်လိုက်တဲ့အခါမျိုးကြီးကြလို့ရှိရင်တော့နည်းနည်း စိတ်အဆင်မပြေရမျိုးလေးဖြစ်တယ်ပေါ့နော်အဲ့လိုစိတ်တက်အောင်ငါရအောင်လုပ်ကြည့်မယ်ငါလုံနိုင်နေဆိုရယ်စိတ်ကိုပဲတွေးပြီးတော့ကြိုင်ပါပါဟုတ်တိုက်ခိုက်တာတော့မဟုတ်ဝေဖန်တာပို့ပြီးတော့များတာပေါ့နော်ဆိုတော့အရှိမလည်း grand နဲ့ပတ်သက်ပြီးတော့ကတော့လို့ fan တွေကလည်း꽌နေကြတာဆိုတော့တော်တော်လေးတော့ဝေဖန်ခံရပါတယ်ဟုတ်ဘလို့ကြောင်းတွေလဲဆိုတော့ဘာလို့ grand ကို join တာလဲပေါ့ဘာဖြစ်လို့ဒီအခြားပွဲကြီးရှေ့သွားနေဘာလို့ grand join တာလဲပေါ့အဓိကအဲ့ရည်နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ပြောကြတာပေါ့ဟု ူချက်ကတော့ဘိုးဘွားဒီ grandma မဟုတ်ဘူးဘယ်ပွဲမဆိုအာငါနဲ့အဆင်ပြေမဲ့ပွဲပြိုင်ကြည့်မယ်ဆိုပြီးတော့ပဲအဲ့လိုဝင်ပြိုင်တာပါအဲ့လို grandma မဟုတ်ပါဘူး universe ပဲဖြစ်ဖြစ် grandma ဖြစ် international ပွဲဖြစ်ဖြစ်ဘယ်ပွဲမဆိုဘူးနဲ့ပို့ပြီးတော့ live ဖက်မယ်ထင်တဲ့ပွဲကိုပြန်လိုက်တာပါဟုတ်ဘိုးကအဲ့လိုကိုရွေးချယ်လိုက်ပြီးဆိုရင်တော့ဘယ်တော့မှတော့နောက်ထပ်မရပါဘူးအကောင်းဆုံးငါဒါရွေးလိုက်ပြီးငါလုံနိုင်ရမယ် မလုတ်ကတည်းရဲ့အရာငါဘာလို့ကြောက်နေရမှာလဲဆိုရဲစိတ်ကိုပဲထည့်ထားပြီးတော့ပြန်ပွဲကိုတော့အကောင်းဆုံးရှင်ပြိုင်ပါပါ။အင်းဒီဟာနဲ့တော့အမှန်တမ်းပြောရင်ရန်ကြီးဝေးလာဝေးกว่าနေရတော့မဟုတ်ပြီမဲ့နောက်မှအလိုတငယ်ချင်းတွေအလိုစပိုတင်းပေးမဲ့ makeup artist တွေ photographer တွေအဲ့လိုမျိုးရှိရပေါ့နော်။သူတို့တွေကလည်းအလိုပြန်ကြည့်မလားဆိုရင်လည်းတပွဲစတပွဲစတပွဲစပြန်ရင်လည်းအလုံးကအရှင်ကအတော်မတက်နိုင်တော့အဲ့လိုပြန်ပြီးပြန်ခြင်းနေရ။ ရန်ကုန်ရပါလားအဲဆက်ဆက်လှုပ်ချင်းတော့ပို့ပို့အဲ့ဒီကအသက်ကကြတော့19ပဲရှိတယ်ဆိုတော့တို့ကဒီ miss တေမော်ရီအကြောင်းကိုသိပြီးတော့လည်းနားမလဲဘူးအရန်အဲ့လိုနားမလဲခါကျတော့ spoon ရင်းသိမ့်မပေးဘောเนาะဒီရောက်လို့လို့ရှင်နင်တို့အဲ့လိုမျိုးပျက်စီးမဲ့ဘာညာဗောအဲ့လိုမိဘဆိုရခါကျတော့စိတ်ပူရခါအဲ့ခါကျတော့ကိုယ်လည်းအတိုက်ခိုက်တွေအများကြီးလုပ်ပြီးတော့မှာ ငါရအောင်ကြိုးစားမယ်ငါဒီလမ်းကိုရွေးချယ်ပြီးသွားပြီးငါလှုပ်ကြည့်မယ်ဆိုပြီးတော့မှတေးတေးချာချာကိုဒီဖိုတိုမော်ဒယ်ကနေပြီးတော့စပြီးတစင်တစင်ကြီးစီတက်ခဲ့ရပါတော့အခုတော့အကုန်လုံးလက်ခံနေပါပြီအခုလည်းသူတို့ grand လည်းအပီးနေပါပြီအဲ့ချိန်ကပင်ပန်းခဲ့လားဆိုတော့တော်တော်ပင်ပန်းခဲ့ပါတယ်အဲ့လိုအမြဲတမ်းငိုတယ်ဘာမှလည်းအဲ့လိုဘာဆိုဘာမှအဲ့လိုသမင်းတော်မစားဘဲနဲ့ကိုတိုက်ခိုက်လုပ်ခဲ့ရဆိုတော့တော်တော်ခက်ခဲခဲ့တယ်အရင် အဓိကတော့အမေးမရှိတော့တဲ့နောက်မှာဖေးကြီးနဲ့နေရဆိုတော့လေသူကပို့ဆိုးတာပေါ့ယောက်ျားလေးဆိုတော့ဘေးနားကနေပြီးတော့အဲ့လိုအမျိုးသမီးတယောက်နေနေအဲ့လိုပြောပြီးမဲ့လူမရှိတဲ့ခါကျတော့လုံးဝဘာဆိုလုံးဝဘာဆိုဘာမှမခွင့်မပြုခဲ့ဘူးပေါ့နော်ဒါပေမဲ့အခုတော့သူကိုယ်တိုင်လည်းလက်ခံပြီးသူကိုယ်တိုင်လည်း sporting ပြီးနေပါပြီအမေပါအပေးလိုက်ရင်တော့ sorry ဆုံးပါတယ်ဘယ်တော့လောက်ကလဲဆိုပို့ပို့ဒီအသက်လွန်ခဲ့တဲ့၃နှစ်လောက်ကဆုံးပါတာပါ မြည်စီကျင်တာပေါ့ဒီလိုချိန်မှာသူရှိနေရဆိုလို့ရှိရင်ပေါ့နော်အနောက်ကနေလို့တစ်ခေါက်ခေါက်လိုက်ပြီးတော့ထုတ်လိုက်ဆွဲပြီးတော့အဲ့လိုတာသမီကဒီလိုမျိုးလုပ်နေရဆိုရဲဟာအနောက်ကနေ sporting ပေးပြီးတော့တည်တည်ချာချာကိုအပြည့်ဝ sporting ပေးမယ်လို့ယုံကြည်ရဲပေါ့နော်ဘယ်ချိန်နေလဲဆိုရင် fashion show လျှောက်တဲ့ချိန်နေဆိုအနောက်မှာ best state မှာလို့အမေတွေအမတွေအဲ့လိုမျိုးအနောက်ကနေအများကြီးအဲ့လိုမျိုးဝိုင်းပြီးတော့ sporting ပေးကြတယ်ပေါ့နော်အဲ့လိုချိန်နေမှာအရန်ငိုချင်တဲ့စိတ်တွေအရန်ပေါ်ရဲလို့ ဲ့ဒီအချိန်ကအရန်တတိယအင်းတော်တော်လေးလဲကြာခဲ့ပြီဆိုတော့ဖြစ်ပြီးရတယ်လဲဖြစ်ပြီးသွားပြီအဲသူလဲအခုချိန်မှာကောင်းရမွန်ရလဲရောက်နေပြီဆိုတော့အရန်အများကြီးတော့သူအကောင်းဆုံးနေရာမှာရှိနေမယ်လို့ယုံကြည်ပါတယ်ဟုတ်အဲ့လိုတော့မရှိခဲ့ဘူးပေါ့နော်ဘာလို့ဖြစ် तू ကအမြင်နဲ့အိမ်မှာပဲတေချာလေးအဲ့လိုကိုမနှက်ပြန်ဖင်သွားရမယ်ဆိုလို့ရှိရင်ညတဲ့ကတော့ကြိုပြီးတော့ဝဆားကြီးကြိုးလုတ်ပြီးထားမျိုးပဲရှိရပါပေါ့နော်အဲ့လိုလိုက်ခဲ့ရမျိုးတော့မရှိဘူးသေးဘူးပြီးတော့အဲ့ချိန်တုန်းကလည်းဘဘွားမော်ရလောကရယ်မဝင်သေးဘူးဆိုတော့လေ အဓိကကတော့အရာညမလေးနဲ့ပို့ပြီးတော့တိုင်ပင်ဖြစ်တယ်။သူကကိုထက်အငယ်ရယ်ဆိုပေမဲ့ကိုထက်အကြီးလို့ပဲသူကအဲ့လိုဘေးနားတွေလိုက်ပြောပေးရပါဘော။ဒီဟာလောက်ဒါလောက်ဒါလောက်ဆိုပြီးတော့သူက schedule ချဖိရမှာပါ။